လူဘုံဆိုတာစာပေကျမ်းကမှာကမ္မဘူမိတယ်ဘာလှုပ်ချင်လှုပ်ချင်အကုန်ရတဲ့နေရာစင်တာတစ်ခုပဲနော်အထက်သွားခြင်းလည်းရတယ်အောက်ဆင်းခြင်းလည်းရလူကပို့ပြီးတော့စွမ်းရည်တတ္တိထက်တယ်ကောင်းခြင်းလည်းပဲလူကအစွမ်းကုန်ကောင်းတယ်ဆိုးခြင်းလည်းအစွမ်းကုန်ဆိုးတယ်ဒီပြင်ပုံတွေမှာဒီလိုစွမ်းရည်တတ္တိမရှိဘူးစဉ်းစားကြည့်အကောင်းဆုံးဆိုတာဘယ်သူ့ကိုပြောတာတော့ဖျား လူကသာဖျားဖြစ်တာလေဒီပြင်နတ်တွေပြမာတွေကဖျားဖြစ်ခဲ့လားမဖြစ်ဘူးအဲ့တော့လူတွေကကောင်းကျင်လို့ရှိရင်လည်းဖျားအဆင်ရောက်သွားတာပဲလေဆိုးကျင်ပြီဆိုလို့ရှိရင်လည်းအဝီစီချိုးကပ်လူသားတွေကပဲဒါလဲနော်အဲ့ဒါကြောင့်မို့လို့အကောင်းအဆိုးနှမျိုးလုံးသွားနိုင်တာမဟုတ်လူပုံဟာတကယ်ကိုကမ္မဘူမိလို့ဒီလိုဟောတာကမ္မဘူမိ နတ်တွေကတာဝရိန္ဒာနတ်ပြည်ကနတ်တွေတော်တော်များများကလူပုံကိုတံမိုးထားတယ်လူပုံကိုတံမိုးထားတယ်နတ်ပြည်ကတေသွားပြီးတေတော့မယ်ဆိုလို့ရှိရင်ဝိုင်းပြီးတော့အားပေးကြတယ်တငယ်ချင်းစိတ်ကူးမလွဲနဲ့မင်းသူဂတိဘုံကိုသွားအခုကိလူတွေပါစီးပွားရှာခြင်းနိုင်ငံခြားထွက်နိုင်ငံခြားထွက်နေပြောတယ်မဟုတ်လားဟဲ့ အခုလည်းပဲအဲ့တော့နတ်တွေကလည်းပဲသူတို့အချင်းချင်းတိုက်တွန်းရင်မလုပ်လဲဆိုရင်လူပြေသွားတဲ့သူကတိဘုံကိုသွားတဲ့ဒီလိုပဲသူကတိဘုံလို့ခေါ်တာလူဘုံလို့တော့မခေါ်ဘူးသူတို့ကသူကတိဆိုတာချမ်းသာဒုက္ခတွေရနိုင်တဲ့နေရာတဲ့ဒုက္ခချမ်းသာဒုက္ခရတဲ့ဘုံကိုသွားလို့ဒီလိုပြောတာအဲ့ဒီရောက်ပြီလို့ရှိရင်တဲ့မင်းအကောင်းဆုံးပစ္စည်းတစ်ခုလတ်လာဘတစ်ခုကိုရအောင်ယူတဲ့အဲ့ဒီလတ်လာဘကိုခိုင်ခိုင်မာမာကိုယ့်ကိုယ်တဏ္ဍာမှာစောက်တည်ပါလို့ဒီစကားသုံးခေါင်းနဲ့ သေတော့မဲ့နတ်ကိုမှားကြတယ်တငယ်ချင်းအပေါင်းအသင်းတွေကဝိုင်းပြီးအားပေးတာမင်းဘာမှမစိုးရင်နဲ့အဲ့ဒီသာသွားစိတ်ကအဲ့ဒီသာညွတ်တာအဲ့ဒီရောက်သွားလို့ရှိရင်မင်းအကောင်းဆုံးအရာကိုရအောင်ယူယူပြီးရင်အဲ့ဒီအကောင်းဆုံးအရာပေါ်မှာမင်းခိုင်ခိုင်မြဲမြဲဖြစ်အောင်လုပ်လို့ဒီလိုပြောတော့အဲ့တော့သူဂတိဘုံဆိုတာဘယ်ဘုံတုံးလို့ဆိုမြတ်စွာဘုရားပြောတယ်။နတ်တွေကသူဂတိဘုံလို့ခေါ်တာတခြားမဟုတ်ဘူးတဲ့လူပြည်ကိုခေါ်တာ။ အကောင်းဆုံးအရာတစ်ခုကိုရအောင်ယူဆိုတာတခြားပြောတော့မဟုတ်ဘူးတဲ့။ကံကံဤကျိုးယုံကြည်တဲ့တရားတရားကိုပြောတာတဲ့။နော်။တရားတရားပေါ်မှာခိုင်ခိုင်မာမာစောင့်တရားမယ်ဆိုတာလည်းဒီတရားတရားကိုပြောတာတဲ့။ဒါကြောင့်မို့လူပြေသွားတရားရအောင်ယူတရားဖြစ်ပြီးရင်ခိုင်ခိုင်မာမာလုပ်ပြီးကုသိုလ်တွေပြုပြုပြီးရင်ဒုနတ်ပြေကိုပြန်လာခဲ့ဒီလိုဆိုလိုတာ။နိုင်ငံသားသွားပစ္စည်းရှာဗမာပြေပြန်လာဒါမျိုးပေါ့နော်။ ဒီလိုဆိုလို့တဲ့နတ်ဒီအနေနဲ့ဒါကဒေဝတ္တပုပ္ပနိမိတ်တုတ်လို့ခေါ်တယ်။မြတ်စွာဘုရားဟောထားတဲ့တုတ်တန်တစ်ခုရှိတယ်။အဲ့တော့နတ်ဒီကလူပြည်ကိုဘာဖြစ်လို့တံမိုးထားတာလဲဆိုတော့စဉ်းစားကြည့်လေ။ဘာလို့တံမိုးထားတာတော့လူတွေကတော့နတ်ပြည်တို့ပြမပြည်ကိုတံမိုးထားကောင်းထားလိမ့်မယ်။နတ်ဒီပြမတွေကလူပြည်ကိုတံမိုးထားတာ။ ဘာဖြစ်လို့တံပိုးထားတော့ဆိုလူပြေဟာအကုန်ကုသိုလ်ကောင်းမှုတွေအကုန်လုပ်လို့ရတယ်။ကဲဒါနကုသိုလ်လုပ်ချင်လည်းရရမော်လား။သီလဆောက်တည်ခြင်းလည်းရတယ်။နော်ကမ္မထံဘာဝနာပွားများအထုတ်ခြင်းလည်းရတယ်လူပြေမှာ။နတ်ပြေမှာရောမရဘူးလားဆိုတော့နတ်ပြေမှာခက်တယ်။သီလဆောက်တည်ဖို့ဆိုရင်ဟိုနားတော်ကြကြတော့တခြင်းနေနဲ့လာလိုက်လို့ရှိရင် ဟိုနတ်သမီးတွေနဲ့တရားမကြီးတောင်မှလူပြေလာပြီးတော့ဥပုသ်ဆောင်အောင်။နတ်ပြေမှာဆိုမလွယ်ဘူးလေ။ပျော်စရာတွေကအမတန်များတာ။ကဲလူတွေရောဥပုသ်ဆောင်ရင်တို့ချင်း s t a g ပေါ်တက်ပြီးစောင့်ရပါမလား။မရပါဘူး။အဲ့ဒါနတ်ပြေကအမြဲတမ်း s t a g show တွေရှိနေတယ်ဟိုမှာ။အဲ့ဘလို့မှဥပုသ်ဆောင်လို့ရမှာမဟုတ်ဘူး။နော်။နိစ္စဂီတာကျိုးနေမှာပဲသူမှာ။အမြဲတမ်းအဲ့ဒီပျော်စရာပါးစရာတွေကအမတန်များတာနတ်ပြေက။ အမြဲတမ်းပွဲလန်းတဲ့ပင်နေနဲ့ရှိနေတာဒါကြောင့်မို့လို့စိတ်ငြိမ်ရဆိုတာမရှိဘူးတဲ့နတ်ပြည်ကနတ်တရားကုသိုလ်ရခြင်းလို့ရှိရင်လူပြည်လာတယ်အဲ့တော့လူပြည်မှာကုသိုလ်ကောင်းမှုအကုန်လုံးလို့ရတရားမင်းကြီးတောင်းဒါနကောင်းမှု လုပ်တဲ့အခါမှာလူပြည်မှသာကြာကြာနာနာလှူလို့ရတာမို့ကြားဘူးတယ်မို့လားအဖိုးကြီးဖွားကြီးအောင် ဆောင်းပြီးတော့ရှင်မကတ္တဗာကိုဆွလောင်းနေဆိုတဲ့ဇာလန်းနေရှိတယ်လေအဲ့ဒါလို့လို့တာ ကုသိုလ်ရဲ့တန်ဖိုးသူတို့ကပိုသိတယ်။ဘာလို့လို့ဆိုရင်နတ်တွေက ကမ္မဖလူပဇီဝီတဲ့ကံရဲ့အကျိုးကိုမှီပြီးတော့အသက်မွေးချရတာ။လူတွေကြတော့ကံကြီးမဟုတ်ဘူး။ဥဋ္ဌာဏဖလူပဇီဝီတဲ့လုံလဝိရိယနဲ့ပေါင်းစပ်မှရတယ်လူကြတော့။ကံကောင်းပေမဲ့ကံရှိပေမဲ့လုံလဝိရိယမထုတ်လို့ရှိရင်လူမှာကံကလွဲချော်သွားတာသိတယ်။ဒါကြောင့်မို့လူတွေကြတော့ဥဋ္ဌာဏဖလူပဇီဝီကိုစူးစမ်းမှရတယ်။ ကြိုးစားတဲ့အခါမှာကန်လိုက်တဲ့လူကပိုရသွားတယ်။နော်။ကန်ကြီးထိုင်းနေလို့ကတော့မရဘူး။အဲဒါကြောင့်မို့လူတွေနဲ့နတ်တွေနဲ့မတူတာကအဲ့ဒီအချက်မှမတူ။လူတွေကကြိုးစားအထောက်ရတယ်။နတ်တွေကြတော့ကံပေါ်မှာမူတည်တယ်။ကံပေါ်မှာမူတည်သည့်အတွက်ကြောင့်ကံကောင်းရင်ကောင်းသလောက်သူတို့မှတကူတက်တယ်။လူတွေကြတော့ကြိုးစားရင်ကြိုးစားသလောက်တကူတက်တယ်ပေါ့။ဒါမို့လူတွေမှာဝီရိယပုံလို့ဒီလိုပြောတာ။အဲ့တော့နောက်ပြီးတော့လူပြေဟာ ငရဲနဲ့နှက်ပြီးပေါင်းဆက်ထားတဲ့နေရာလို့ပြောလို့ရတယ်။ဆိုလိုတာကချမ်းသာတယ်လက်ဆင်းရဲတယ်လက်လူတွေဆိုတာချမ်းသာတဲ့အခါချမ်းသာတယ်ဆင်းရဲတဲ့အခါဆင်းရဲတယ်အဆင်ပြေတဲ့အခါရှိတယ်အဆင်မပြေတဲ့အခါရှိတယ်။အဲ့တော့လူတွေကဘာตาတုံးလို့ဆိုတဲ့အခါကျတော့အဆင်ပြေတယ်မပြေဘူးဆိုတဲ့ချမ်းသာဒုက္ခအပြောင်းအလဲတွေနဲ့ကြုံတဲ့အခါမှာလူတွေကတတိထားတတ်လား နတ်တွေကြတော့ဓလဇတ်အကောင်းကြီးကြီးပဲဆိုတော့တတိပဋ္ဌာတ်ဘူးဒါလည်းကွဲပြားခြားနာမှုရှိတယ်လူနဲ့နတ်တတိဘသူကကောင်းတော့ဆိုရင်လူကပိုကောင်းတယ်ဒါမို့တတိပဋ္ဌာန်တရားပွားများအထောက်နေတာလူပြေမှနော်လူပြေကြတော့တတိအမတန်မှကောင်းတယ်ဒါပရိသန်နတ်ပြေနဲ့လူတွေနဲ့ကွဲပြားခြားနာတဲ့တာလွန်နဲ့အချက်တွေကိုမြတ်စွာဘုရားဟောထားတာရှိတယ် လူတွေကဘာသာတော့ဆိုသူရာတတ္တိရှိတယ်တဲ့တတ္တိရှိတဲ့နေရာကျတော့နတ်တဲ့သားတယ်လို့ပြောတယ်နတ်ကလည်းကြောက်တတ်တယ်နော်မကြောက်တတ်ဘူးမအောင်မင်းနဲ့ကြောက်တယ်သူတို့လည်းကြောက်တယ်ဆိုတာသိတယ်မို့လားတရားမင်းကြီးဟိုမြတ်စွာဘုရားဒီအလောင်းတော်ဘုရားကေယဗောရိပင်အောက်မှာတရားအထုတ်တဲ့အချိန် ဒီပလင်ကနေပြီးတော့ဒီတင်မြင်ကိုကိုမဖြတ်တော့ဘူးမဲ့ဖို့နေပါမရမချင်းဖရာမဖြစ်မချင်းမဖြတ်တော့ဘူးလို့ဆိုတဲ့အချိန်မှာမန္တကလာနှောက်ရက်တဲ့အခါကျတော့တရားမင်းကြီးတို့မြမာတွေတို့ထွက်ပြေးသွားကြတာခေါ့လားဖရာနာဘယ်သူမှမနေရဘူးကုန်ပြေးတယ်ကြောက်တယ်သူတို့လည်းမကြောက်ဘူးမဟုတ်ကြောက်တယ်ဆိုတာကြည့်လေတစက်ကတော့မှလည်းပဲတရားမင်းကြီးကြောက်လို့ပြေးတာမပါဘူးလား ဖျားကိုယ်တိုင်ဟောတာပဲเนาะအဝိဒ္ဒရာကိုအဝိဒ္ဒဒေါသအဝိဒ္ဒမောဟလောဘဒေါသမောဟမကင်းဘူးတဲ့မကင်းဘူးကြောင့်ဘီရုဥဒ္ဒရာတိပလာကြီးတဲ့ကြောက်တယ်လန့်တယ်ထွက်ပြေးတယ်ဒါသကြာမင်းကြီးတောင်မှဒါပဲလူတွေကသကြာအထင်ကြီးတယ်သကြာအထင်ကြီးသကြာအထင်ကြီးတော့သိညာကြတော့ကြာလာလိမ့်မယ်အဲ့ဒီပါလူရဲ့စွမ်းအားဆိုတာ <laughs> တကြားတဲ့တာတယ်နော်အဲ့တော့လူတွေရဲ့စွမ်းအားကိုထင်ရှားအောင်ပြောပြတာဒါ